ရှင်တွင်အားလုံးသားလေးစွာပါ Development Media Group DMG ရဲ့2025ခုနှစ်ဇွန်လ28ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ဆေးဝါးတင်သွင်းခွင့်ကန့်သက်ချက်တွေကြောင့်စစ်တွေမှာဆေးဝါးပြက်လက်လာတဲ့သတင်းညီချင်းရဲ့ Foreign ဆွေးနွေးပွဲနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အကျိုးရှိတယ်လို့ ALB ပြောတဲ့အကြောင်း ကျောက်ဖြူမှာဆန်စည်းခေါင်ခိုက်နေတဲ့တရင်အပအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တရင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကျမဆောင်းစာကြီးနဲ့အတူ အောင်မင်းတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ဆေးဝါးတင်သွင်းခွင့်ကတ်သက်ချက်တွေကြောင့်စစ်တွေမှာဆေးဝါးပြက်လက်လာတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်စစ်တွေမြို့မှာအခြေခံဆေးဝါးပြက်လက်မှုဖြစ်ပေါ်လာတာကြောင့်ဒေသခံတွေကြမ်းမာရဲ့အတွက်အခက်အခဲရှိလာနေတယ်လို့သတင်းရရှိပါတယ်။စစ်တွေမျိုးအတွက်လိုအပ်တဲ့ဆေးဝါးတွေကိုရန်ကုန်ကမှာယူတုံးဆွေးနေရပြီးတော့အခုဇွန်လအတွင်းမှာစစ်ကောင်စီကစစ်တွေမျိုးကိုဆေးဝါးတင်သွင်းခွင့်ကန့်သက်ခဲ့တဲ့အပြင် လေကြောင်းနဲ့ဆေးဝါးတည်ယူရင်လည်းစစ်ရုံအထောက်အထားပြေဆုံးမှသာအကန့်အသတ်နဲ့တည်ယူခွင့်ပြုထားတယ်လို့သိရပါဗျ။ လက်ရှိမှာအခြေခံဆေးဝါးတွေအပြင်နာတာရှည်ယောဂါတဲတွေပုံမှန်မှီဝဲနေရတဲ့ဆေးဝါးတွေပါပြက်လက်နေရကြောင်းသေဆုံးသူတွေလည်းရှိလာနေတယ်လို့သိရပါဗျ။ရခိုင်မှာမြို့သိန်းတိုင်ပွဲမစတင်ခင်ကတည်းကဆေးဝါးအပါအဝင် ကုံစည်စီစင်းမှုကိုစေကောင်စီကပိတ်ဆို့ဖြတ်တောက်ခဲ့တာဟာအခုဆိုရင်တနည်းကျော်အထိကြာမြင့်လာနေပြီးတော့စစ်တွေဒေသခံတွေမှာလည်းစစ်ကောင်စီကအကန့်အသတ်နဲ့သာခွင့်ပြုထားတဲ့ရန်ကုန်ကုံသင်းဖောတွေကိုသာ မျှော်ကိုနေရပါဗျ။ စစ်တွင်မြို့နယ်အတွင်းကစစ်ကောင်စနဲအရခတက်တော်အေတို့အကြတိုက်ပွဲတွေကြောင့်မြို့အတွင်းနေထိုင်သူတွေမှာရန်ကုန်အပါဝင်မြို့ကြီးတွေကိုတင်းချောင်ခဲကြရပြီးတော့အခြေခံလက်လောက်လက်စားတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတချို့သာမြို့အတွင်းမှာကြန့်ရှိနေကြတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ငိမ့်ချန်ရေးဖွံ့ရန်ဆွေးနွေးပွဲနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အကျိုးရှိတယ်လို့ ALB ပြောတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ နေပြည်တော်မှာသုံးရတာကျင်ပါခဲ့တဲ့ National Forum 2025ဆွေးနွေးပွဲမှာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အင်မတန်အကျိုးရှိတယ်လို့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဥက္ကဋ္ဌစောမြရာဇာလင်းကပြောပါတယ်အဲ့ဒီဆွေးနွေးပွဲမှာလက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုကြော်လွန်နိုင်ဖို့နဲ့ပဋိပက္ခအလွန်မှာအချိန်အဟုန်နဲ့လုတ်ကင်နိုင်ဖို့ကြိုတင်ပြင်ဆင်တာနဲ့နေပြည်တော်မှာသုံးရတာကျင်ပါတဲ့ National Forum မှာသူကဆိုထားပါတယ် အဲ့ဒီဆွေးနွေးပွဲတွေကတဆင့်နိုင်ငံရေးစီးပွားရေးအတွက်ပုံမကောင်းမွန်တဲ့ရေရှည်လုပ်ငန်းစဉ်တွေကိုရေလိုရှမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မယ်လို့အမျိုးသားစီးလုံးညီညာရေးနဲ့နိုင်ငံရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီအဖွဲ့ဝင်ဘုံမှုကြီးဝနအောင်ကဆိုပါတယ်နိုင်ငံရေးဖော်ဆောင်ဆွေးနွေးပွဲမှာတိုက်ပွဲဖြစ်ပွားနေတဲ့တော်လိုင်းလက်နက်ကန်အဖွဲ့တွေမပါဝင်တာကြောင့်စစ်ကောင်စီကအများအမြင်ကောက်အောင်ဟန်ပြလုပ်နေတဲ့အခင်းကြီးတစ်ခုသာဖြစ်တယ်လို့ပြောဆိုမှုတွေရှိနေပါတယ်။လက်ရှိမှာစစ်ကောင်စီကတိုင်းဒေသလက်နက်ကိုင်တွေအပြင်မြို့ဥတော်လိုင်းအင်အားစုတွေရဲ့ထိုးစစ်တွေကိုနိုင်ငံတော်ဆက်မျက်နှာတွေမှာရင်ဆိုင်နေရပါတယ်ခင်ဗျာ။ ကျောက်ဖြူမှာဆန်စဲခေါင်ခိုင်းအောင်မြင့်တက်နေတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါရခိုင်ပြည်အတွင်းကစစ်ကောင်စီထိန်ချုပ်ထားစေဖြစ်တဲ့ကျောက်ဖြူမြို့မှာဆန်ရိတ်ခါပြက်လက်နေပြီးတော့ဇင်းနှုံတရရဲ့မြင့်တက်လာနေတယ်လို့ဒေသခံတွေက DMG ကိုပြောပါတယ်ကျောက်ဖြူမြို့မှာမေလာအကောင်ပိုင်းကစတင်ပြီးတော့ဆန်ပြက်လက်မှုဖြစ်ပေါ်လာတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလကဆန်ကျန်းဆန်တောင်ကိုငွေကျပ်2000လောက်သာရှိခဲ့ရာကနေအခုအခါငွေကျပ်6000အထိမြင့်တက်လာတာဖြစ်ပါတယ် လက်ရှိမှာစံလေးပြည်ဝင်စံချမ်းတထောင်ကိုငွေကျပ်9000ခွေကနေ6000ကျားနဲ့လေးပြည်ဝင်ပေါ်စံမွေးစံတထောင်ကိုငွေကျပ်7000အထိဈေးမြင့်တက်နေတာလည်းဖြစ်ပါတယ်။အရင်ကကြောက်ဖြူမျိုးနဲ့ကြေးလက်တဲ့သားတွေကဆန်သင်ယူရောက်ချခွင့်ရရှိခဲ့ပေမဲ့ကြောက်ဖြူမျိုးနဲ့အတွင်တိုက်ပွဲဖြစ်ပွားလာခြင်းကစတင်ပြီးတော့ စစ်ကောင်စီကမျိုးဝင်အထွက်ကိုပိတ်ပင်လိုက်တာဖြစ်ပြီးကြောက်ဖြူမျိုးကိုဈေးရောင်းဈေးဝယ်လာရောက်သူတွေကိုလည်းစစ်ကောင်စီကဖမ်းဆီးတရားစွဲဆိုမှုတွေရှိခဲ့ပါတယ်။အဲ့ဒီအချိန်ကစတင်ပြီးတော့ကြောက်ဖြူဒေသခံတွေဟာဆန်ရိတ်ခါရရှိရခတ်ခဲလာပြီးတော့တပြေပြင်းနဲ့ဆန်ရှားပလာတဲ့အပြင်ဈေးနှုန်းမြင့်တက်မှုနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။ နောက်ထပ်တပုတ်အနေနဲ့နောင်ဆိုမှာစက်ကောင်စီနဲ့တရားနယ်လေတို့ဆက်လက်တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းကိုတင်ဆက်ပေးပါပါ။ချန်ပီယံနဲ့နောင်ဆိုမျိုးနဲ့မှာလုံဆောင်မျက်စိနုလုံဝဲညံတော်နောင်လင်နဲ့နောင်ဩကြေးရွာတွေမှာစက်ကောင်စီတက်နဲ့တအန်းတဲ့တရားနယ်လေတို့ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်စက်ကောင်စီတက်ကလေကြောင်းနဲ့ဘုံ55လုံးကျဲရှာခဲ့ပြီးလက်နက်ကြီး32လုံးပြက်ကူတိုက်ခဲ့တယ်လို့တရားနယ်လေကဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့ကနောင်လင်နဲ့နောင်ဟောကျေးရကြမှာစက်ကောင်စီတပ်နဲ့တရန်တွေတို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်မှာစက်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံအလုံး20နဲ့လက်နက်ကြီး30လုံးပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။လုံစံကျေးရမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်းစက်ကောင်စီတပ်က Jet Fighter နဲ့ဘုံနှလုံးလာရောက်တဲရှာခဲ့တဲ့အပြင်မျက်စိနှုလုံဝင်နဲ့လုံစုံကျေးရတွေမှာလည်းစက်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံ22လုံးလာရောက်တဲရှာတိုက်ခတ်ခဲ့တယ်လို့တရန်တွေကဆိုထားပါတယ်။ စက်ကောင်စီတပ်ဟာညွန်တော်ကြီးရဘက်ကလည်းချက်ဖိုက်တာနဲ့ပေါင်900ဘုံတလုံးချက်ရှတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ဥမခကြီးရဘက်မှာလည်းလက်လက်ကြီးတလုံးပြတ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။လက်ရှိအပြည့်ရဲ့ကာလမှာစက်ကောင်စီဘက်ကနောက်ဆိုကိုပြင်ရရပြင်းထန်တိုက်ခိုက်နေပြီးနောက်ဆိုမြို့နယ်အတွင်းကကြေးရွာတွေကိုလေကြောင်းလက်လက်ကြီးပြတ်ခတ်မှုတွေပြုလုပ်နေပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးမှာပါ ထိုင်းဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့ဗန်ကောက်မှာဆန္ဒပြတဲ့အကြောင်းပဲဖြစ်ပါတယ်လက်ရှိထိုင်းဝန်ကြီးချုပ်ပေထွန်တန်ကိုအယုံကြည်မရှိတဲ့အတွက်ယာဒူးကနှုတ်ထွက်ပေးဖို့ထိုင်းပြည်သူတထောင်လောက်ကဘန်ကောက်မြို့မှာဒီကနေ့မနက်ပိုင်းစူးဝေးဆန္ဒပြခဲ့ကြတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျာ။ ဆန္ဒပြသူတွေကလက်ရှိထိုင်းကမ္ဘောဒီးယားနေဆက်အငင်းပွားမှုပြဿနာမှာထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ထောက်ခံကြောက်ပြတာတာနဲ့လက်ရှိဝန်ကြီးချုပ်ကို ရာထူးကနှုတ်ထွက်ဖို့အဓိကတောင်းဆိုတဲ့စာသားတွေထိုင်းအလံတွေကိုကင်ဆောင်ဆန္ဒထုတ်ဖို့ကြားသလိုဆန္ဒပြပွဲဥဆောင်သူတွေကလည်းစင်မြင့်ထက်မှာအဲ့ဒီအကြောင်းအရာတွေကိုအဓိကလှုံ့ဆော်ဟောပြောခဲ့ကြတယ်လို့သိရပါတယ်။ ဗန်ကောင်းမြို့ရဲ့အထင်ကရနေရာဖြစ်တဲ့အောင်ပွဲခန့်မော်ကွန်တိုင်းမှာရောက်ရှိနေတဲ့ဆန္ဒပြသူတွေလုံခြုံရေးအတွက်တပ်ခွဲလေးကရေတပ်ဖွဲ့ဝင်2000ကျော်ချထားခဲ့တယ်လို့ရေတပ်ဖွဲ့ဒုတိယဗိုလ်ချုပ်ကြီးတရာဒတ်တန်မာစုတီကလည်းပြောခဲ့ပါတယ်။ ဒါအပြင်အဲ့ဒီ area ကို CCTV ကင်မရာ200ကျော်နဲ့စောင့်ကြည့်နေပြီးတော့အရေးပေါ်လူနာတင်ရင်လေးစီနဲ့ဖောက်ခွေရေးပစ္စည်းတွေဖေရှားရှင်းလင်းရေးအဖွဲ့တွေကမြေပြင်နဲ့မိုးပြန်လန်တခြားမှာမတင်ခါစရာပစ္စည်းတွေအတွက်ကင်းလှဲစောင့်ကြည့်လို့ရှိတယ်လို့သိရပါဗျ။ဒီကနေ့တနင်္လာအတန်ထောင်းလွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ရခိုင်ပြည်တွင်းကသတင်းကြောင်းရံတွေအပအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပောင်669 6936363ကို လုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတနင်္လာနေ့ကနေစနေနေ့အထိနေ့စဉ်ည8နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။